ားလုံးမေးမိပါပါရှင်။နှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရင်ဒီ channel လေးကတော့စိတ်ဝင်စားကြားနှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတိုင်းသိရှိနိုင်အောင်လေးဘေးနားလိုတီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မိပါမေမြောက်ကလေးတောင်းထဲမှာမိုးရွာနေပါရင်မိုးဝါရက်အတော်ကြကြအဆက်မပြတ်ရွာနေခဲ့တာပဲဖြစ်ပါရဲ့။အဲ့ဒီမိုးကြောင့်တရိတ်ဆန်တွေရဲ့အိမ်တွေလည်းရေထဲမျောသွားခဲ့ပါရဲ့။ မြောက်ကလေးမွန်တူရဲ့မိသားစုဝင်တွေအားလုံးဟာရေထဲမျောပါသွားခဲ့ပါတယ်။ဒီကြောက်ရွာကောင်းတဲ့လောကကြီးထဲတယောက်တည်းကျန်နေခဲ့ပါတယ်။တဲကြီးမဲကြီးရွာနေရဲ့မုတ်ကနေကောက်ွယ်ဖို့အတွက်မွန်တူကအပင်ကြီးတစ်ပင်ပေါ်တက်နေလိုက်ပါတယ်။သူခမညာချမ်းအေးလုံးလို့တုံနေရှာပါတယ်။အဲအရင်အင်းညာပဲဒီမိုးကဘယ်တော့မှတိတ်မလဲမသိပါဘူး။ဒီမိုးကငါစီရနေအကုန်လုံးလို့ယူပြလိုက်တယ်။ငါအမေနဲ့ငါအဖေအခုချိန်ဆိုဘလို့အချိန်မျိုးနဲ့ရင်ဆိုင်နေရမလဲမသိပါဘူး။ဒီလောကကြီးထဲမှာငါတယောက်တည်းဖြစ်သွားပြီ ငါရောအသက်ရှင်လွတ်ပြောက်နိုင်မှာမလားမသိပါဘူးမွန်တူးကမြလည်းငိုယုံနေပါ යි ဘာလို့လဲဆိုတော့သူ့မိသားစုထဲမှာသူတယောက်တည်းပဲကြံနေရောလို့ပဲဖြစ်ပါ යි သူဘာဆက်လုပ်ရမလဲဆိုတာဘလို့မှနားမလည်နိုင်အောင်ဖြစ်နေပါ යි အခုချိန်တည်းရောသူစိတ်ကညှဉ့်ညံ့နေပါသေးရဲ့ဒါပေမဲ့ရုတ်တရက်သူ့ကိုယ်ထဲဝင်လာတဲ့စွမ်းအားတစ်ခုကသူ့အတွေးတွေကိုပြောင်းလဲစေလိုက်ပါ යි မဟုတ်ဘူးမွန်တူးမဟုတ်ဘူးအခုလိုတွေတွေးနေရရှက်လိုက်တော့ဖျားသခင်ကနေ့ကိုဘဝတစ်ခုပေးခဲ့တာ နောက်ပြီးဘဝဆိုတာအယံတန်ဖို့ရှိရဲ့ဒီလောကကြီးထဲမှာနေတယောက်တည်းကြံကြလေဘာမှမဖြစ်ပါဘူးဒီလောကကြီးထဲမှာချစ်ချင်းမြတ်တာနဲ့အနိုင်ယူလို့ရရအများကြီးရှိပါသေးရဲ့ဒီလောကကြီးထဲမှာချစ်ချင်းမြတ်တာနဲ့အနိုင်ယူလို့ရရအရာများကြီးကြံပါသေးရဲ့ငါယုံကြည်ရဲ့အဲ့လိုတွေတွေးနေချင်းတွေးနေရင်လည်းမွန်တူးရဲ့ကိုယ်တည်းစံအားတစ်ခုဝင်ရောက်လာပါသူကချစ်ချင်းမဲငိုယုံနေရရှက်လိုက်ပါပြီးရတဲ့မိုးတိတ်မဲ့အချိန်ထိုင်ဆောင်နေပါနောက်တနေ့မနက်မိုးတိတ်သွားပါ အခုဆိုရင်မွန်တူအတွက်ကကံကြမ္မာအစ်စ်တစ်ခုပေါ်လာပါယ်။သူကသူနေထိုင်မှုအတွက်နေရာလိုက်ရှာနေပါယ်။အိမ်နောက်အတော်တစ်ခုမှာငှက်မလီဂျီနူဟာသူမ၏မိသားစုနဲ့အတူနေထိုင်ပါယ်။သူမ၏မိသားစုထဲမှာသူမ၏ယောက်ျားကန်တူနဲ့ကလေးနှစ်ယောက်ရှိပါယ်။သူမဟာသူမ၏ကလေးတွေကိုကောင်းကောင်းမွန်မွန်ထိန်းကျောင်းနေပါယ်။ဂျီနူရဲ့အိမ်ရှိမှာတပင်းတပင်းရှိပါယ်။သူမ၏ကလေးတွေကတနေ့ကောင်အဲ့ဒီတပင်းပေါ်မှာစော်ကစားလေးရှိပါယ်။ရာဂျူခိုလူတော်ရုံရောက်ပဲမှာလဲ။ ဒီကလေးတရားလည်းနော်အမေဘာမှမပြောဘဲထွက်သွားကြတယ်။အခုခေတ်အချိန်တွေကအယောက်အောင်ပျက်စီးနေပါပြီ။ဒါမှလည်းအခုခေတ်ကလေးတွေကဘယ်မှာမိပါစကားနားထောင်လို့တော့အမလီကြီးနုရဲ့ဘာလို့အတန်တွေစူညံနေရလဲ။ဘာများဖြစ်လို့လဲ။နေမတူအခေါ်နေရလဲ။အကုတ်ကန်တူရေဘာမှမပြောဘဲထွက်သွားကြရဲ့ရှေ့ရဲ့ချစ်သားလေးတွေခေါ်နေရလေ။အမေမပြောဘဲဘဲမှမသွားပါနဲ့လို့ခဏခဏပြောဦးတယ်။ဒါမှသူတို့ကကျမစကားဘယ်မှာနားထောင်လို့လဲ။ဒီမှာရှင်သူတို့ရှင်နီးရှိဟန်နဲ့နားလည်အောင်ပြောပြထားလိုက်။ မဟုတ်ရင်ရှင်ရဲ့ချက်သားတွေကိုကျမရိုက်နေပါတယ်ဆိုပြီးထပ်ပြောခံရနေအောင်မေး။အိုးအရင်ဆုံးအသက်တော်ရှူလိုက်ပါအောင်ကွာ။ကလေးတွေကဝေးဝေးလန်လန်သွားနေရမှာမဟုတ်တာ။အိမ်ရှိရတစ်ပင်ပေါ်မှာပဲကစားနေကြရလေ။တနာပါတယ်။နောက်ပြီးနေရလဲငါကလေးတွေကိုပဲအမြဲတမ်းစူပူနေရ။ဒီမှာထမင်းပူပူလေးချက်ထားတာရောဘသူစားမှလဲ။ကျမရှင်သားတွေစူရဲရိုက်တယ်လို့ပဲရှင်းထင်နေမှလေ။တခါကလဲကျမတို့ရဲ့အမေပါရန်သူမဟုတ်ဘူးဆိုတာလဲရှင်းပြလာအောင်။ အေးအေးငါရှင်းပြလိုက်မယ်အခုငါအော်ခေါ်လိုက်ပြေးလာကြမယ်ငါကလေးတွေကိုလည်းနားလည်မပေးဘူးလားကွာအဲ့လိုပြောပြီးကန်တူကရာဂျူးနဲ့ကိုလူကိုလှမ်းခေါ်လိုက်ပိုင်သူတို့နှစ်ယောက်လည်းအမြန်ပြေးလာကြပိုင်အဲ့လိုနဲ့သူတို့အားလုံးလည်းထမင်းအတူစားလိုက်ကြပိုင်ပြီးတော့အိတ်ဖို့လဲလျောင်းလိုက်ကြပိုင်တစ်ဖက်မှာလည်းမွန်တူးလေးခင်ဗျာတနေကုန်လမ်းလျှောက်ပြီးပင်ပန်းနေရပါပြီအခုတော့ညလဲပေါင်လာပါပြီအိုးဖျားတခင်ရေကျွန်တော်တော့လမ်းလျှောက်ရင်းရှောင်းရင်းပင်ပန်းနေပြီ ကျွန်တော်ပန်းနိုင်အောင်ဘယ်ချိန်မှရောက်နိုင်မလဲမသိပါဘူး။ဘယ်ချိန်မှကျွန်တော်နေဖို့နေရာလေးတကူရမှာလဲဖျားကြီး။ကျွန်တော်လုံးဝပင်ပန်းနေပြီ။ကြည်ရတာတော့ဒီနေ့ညလေးကျွန်တော်သစ်ပင်ပေါ်မှာပဲနေရတော့မယ်ထင်ပါတယ်။တနားကြာကလည်းမွန်တူလေးလဲဗိုက်စာရေစာနေရင်းနေပဲအနာကသစ်ပင်ပေါ်တက်နေလိုက်ပါ යි ။အဲ့လိုနဲ့မနက်မိုးလေးလာပါ යි ။မွန်တူလဲနေဖို့နေရာပြန်ဆရှာပါ යි ။အရင်ဆုံးမွန်တူကသူ့အတွက်စားဖို့အစားစာတွေစီစဉ်ပါ යි ။အစားစားပြီးတော့သူကခီးပြန်ဆက်ပါ යි ။ မြင်းမြန်ဆန်ဆန်မဲသူကြည်နူးတို့ရဲ့အိမ်ရှင်ကိုရောက်လာပိုင်းပြီးတော့ရာဂျူးနဲ့ကိုလူတို့စော့နေကြသစ်ပင်ပေါ်မှာထိုင်လိုက်ပိုင်းဟာမွတ်တုဒီညအတော်လေးကောင်းတဲ့နေရာပဲငါထင်တော့ငါဒီညမှာပဲနေသင့်တယ်ထင်တယ်ဒီနီးတဝိုက်မှာငှက်တွေအများကြီးရဲ့အိမ်တွေလည်းရှိတယ်အဲ့ဒါဆိုငါစိတ်လည်းအမြဲပျော်ရွှင်နေမယ်လေကောင်းပြီဒီညစားပြီးငါဒီညမှာပဲနေရောမယ်ဒီသစ်ပင်ပေါ်မှာပဲငါနေဖို့အိမ်ဆောက်လိုက်မယ်အဲ့နောက်မှာတော့မွန်တူကအဲ့ဒီသစ်ပင်ပေါ်မှာအိမ်ဆောက်ပြီးနေပါတယ် ရက်အနှဲငယ်လောက်ကြတော့တောအုပ်တဲကကြီးငှက်တတော်များများသူနဲ့တငယ်ချင်းတွေဖြစ်သွားကြပါ යි အခုဆိုရင်တောအုပ်တဲကငှက်ကလေးတွေအကုန်လုံးကမွန်ကျူးနဲ့အတူစော်ကစားကြပါ යි အခုကလူကြီးဟိုမှာကြည့်ပါအောင်ကျွန်တော်ရဲ့တငယ်ချင်းတွေအကုန်လုံးကမြောက်မွန်ကျူးနဲ့စော်ကစားနေကြတယ်ကျွန်တော်လည်းမွန်ကျူးနဲ့အရန်စော်ချင်နေသူကအရန်စော်တက်တာပဲဟုတ်တယ်ဟုတ်တယ်ရာကျူကြီးညီလေးကအကိုပြောမယ့်စကားလွတ်ယူလိုက်တာပဲအကိုလည်းမင်းကိုအဲ့ဒါပြောပြမလို့အိမ်မြောက်ကအကိုရဲ့အင်္ဂလိပ်ချင်းလည်းဖြစ်တယ်လေ ဝေးဝေးလည်လည်မှနေရင်ငှက်ကလေးတွေလည်းစော်ကစားဖို့အတွက်သူ့စီလာကြတယ်။အဲ့တော့အကိုတို့ကသူနဲ့ဘာလို့မကစားနိုင်ရမှာလဲ။အကိုတို့လည်းသူနဲ့အတူသွားကစားသင့်တယ်မလား။နောက်ပြီးသူကကလေးတွေအရန်ချက်တက်တယ်လို့လည်းအကိုကြားထားတယ်။ခေါလူနဲ့ရာဂျူတို့ညီကိုနှစ်ယောက်ကကစားဖို့တိုင်ပင်နေကြပါရင်သူတို့ပြောနေတဲ့စကားတွေကိုချီနူကြားသွားပါရင်ချီနူကတောင်လုံးဝမကောင်းဘူးလို့ထင်ပါရဲ့။အမေအမေနင်တို့နှစ်ယောက်ဘာပြောနေကြလဲဟမ်။ဘယ်သတိနဲ့မှတငယ်ချင်းမလုပ်ရဘူးလို့ငါနင်တို့အတိအချမှားထားရင်မလား။ အိမ်မြောက်ကဘသူလဲဘယ်ရနေလာလဲဆိုတာဘသူမှမသိကြပါဘူးငါလဲသူ့ကိုမသိဘူးအဲ့တော့နင်တို့နှစ်ယောက်လည်းအိမ်မြောက်နဲ့အတူမကစားရအောင်မဟုတ်ရင်ငါထက်ဆိုတဲ့သူဘသူမှရှိမှာမဟုတ်ဘူးကြလားဒိုင်းမဲမမေရဲ့အိမ်မြောက်ကသဘောအရန်ကောက်နေလေသူကသားတို့ရဲ့တငယ်ချင်းတွေအကောင်လုံးနဲ့လည်းကစားကြတယ်အနီကိုကြီးရဲ့သားဆိုရင်လည်းသူ့နဲ့ပဲစော့နေရအနီကိုကြီးကတော့သူ့သားတခါမှသွားမစော့နဲ့လို့မတားပါဘူးအဲ့တော့အမေကဘာလို့သားတို့အတားနေရလဲဒီမှာကိုလူ ငါနဲ့လာပြီးစကားပြန်ပြောမနေနဲ့ငါပြောကြရှာပြောပြီးပြီဒါပဲအဲကိစ္စနဲ့ပတ်သက်ပြီးငါဘာမှထပ်မကြားချင်တော့ဂျီနိုကကလေးရီကိုဆွန်ကားပြီးပါဇက်ပိတ်အောင်လှုပ်လိုက်ပိုင်းဒါပေမဲ့လည်းကလေးရီကမြောင်းနေအတူတူအယောင်ကစားချင်နေကြပါ යි အဲဒါကြောင့်ဂိုလူးနဲ့ရာဂျူးလည်းရက်အတော်ကြောင်အထိအောက်မထားနိုင်တော့ပါဘူးအဲဒါကြောင့်တရက်ကြတော့သူတို့လည်းမြောက်တို့နဲ့အတူတူကစားဖို့အဲဒီသစ်ပင်ပေါ်သွားလိုက်ကြပါ යි ဟဲ့ရာဂျူးနဲ့ဂိုလူးနင်းတို့နှစ်ယောက်လည်းလာကြလေ ဒီအိမ်မှာကြည့်ပါအောင်တောင်းအုပ်တရားကလေးတွေအားလုံးကငါနဲ့အတူကစားကြတယ်နင်တို့ညောင်ဘာလို့ငါနဲ့အမြဲဝဲဝဲမှနေကြလဲနင်တို့ညောင်လည်းငါတို့နဲ့အတူလာကစားကြလေလာခဲ့လာခဲ့ဘာမှစိတ်လုံရှားစရာမလိုဘူးငါကနင်တို့အားလုံးရဲ့တငယ်ချင်းပါကွာမွန်တူအဲ့လို ပြောလိုက်တော့သူတို့ညောင်လည်းမြောင်းနဲ့အတူကစားဖို့လက်ခံလိုက်ပါပြီးတော့မွန်တူနဲ့အတူစော့ကစားကြပါရင်ကစားပြီးတော့ရာဂျူနဲ့ကိုလူကပျော့ပျော့ရွှင်ရွှင် အိမ်ပြန်လာကြပါရင်အင်းရှိမှာဂျီနူကဒေါသထွက်ပြီးရက်ဆောင်နေပါရင် အမလီတွားပြီးတွားပြီးအကိုကိုလူကြီးကြည့်ရတာဒီနေ့တော့ကျွန်တော်တို့ကန်ဆိုးမုံမောင်ကြပြီထင်တယ်။ညနေခင်းအချိန်ဖြစ်လို့ကန်တူးလည်းအိမ်ပြန်ရောက်နေပါပြီ။ဂျီနူဟာအိမ်ရှိမှာတော့ကလေးတွေဘာမှမပြောပါဘူး။ဒါပေမဲ့ညစာထမင်းဝိုင်းမှာတော့ဂျီနူဟာသူမရဲ့ဒေါ်သားတွေအကောင်လုံးကိုကန်တူးရှေ့ကိုထုတ်ချလိုက်ပါ။ဒီမှာအကိုကန်တူးရှေ့ကလေးတွေကိုရှေ့စကားနဲ့နားလည်အောင်ရှင်းပြထားလိုက်ပါ။သူတို့ကကျမရဲ့စကားနားမထောင်ကြဘူး။ကျမတို့ကိုမော်ဒူးနဲ့အတူမကစားဖို့တားထားတယ်။ ဒါပေမဲ့လေသူတို့ကတနေ့ကောင်အဲ့မွန်တုနဲ့ပဲကစားနေကြ။သူတို့နားလည်အောင်ရှင်းပြထားလိုက်။မဟုတ်လို့ကတော့ကျမသူတို့ရကြမရှိအောင်ရိုက်ပစ်မယ်။ဂျီနူးရဲ့စိတ်ထဲမှာဒူးစက်နဲ့ကြောက်စိတ်တစ်ခုဝင်နေပါတယ်။သူမရဲ့ကလေးတွေကိုမွန်တုဒုက္ခပေးမှစိုးရိမ်နေပါတယ်။အဲ့ဒါအကြောင်းဂျီနူးကသူမရဲ့ကလေးတွေကိုမွန်တုနဲ့သွားမကစားဖို့တားနေရပဲဖြစ်ပါတယ်။ဟဲ့ဒါပေမဲ့ဘာလို့လဲဂျီနူးရဲ့တောင်းအုပ်ထရာကလေးတွေအကုန်လုံးကမွန်တုနဲ့အတူစောက်ကစားကြရည်လေ။မွန်တုကအရင်စိတ်သဘောထားကောင်းပါတယ်။ သူခမဘယ်ကနေရောက်လာလဲမသိပါဘူး။သူကမိဘမဲ့လေးပါကွာ။သူခမကလေးရင်းနဲ့အတူကစားပြီးပျော်ရွှင်နေရဲ့ဆိုရင်ဘာမျှအနည်းအတွက်အဆင်မပြေရရှိလို့လဲ။နေရဘာအကြောင်းမှမရှိပဲစိတ်တုံနေရပဲ။ကြည်ပါလားအကုန်ကန်တူရှင်တီစကားထပ်ပြောနေပြန်ပြီ။သူကျမရဲ့ကလေးတွေအနည်းပေးမိမှကျမစိုးရိမ်နေမတော်လို့အဲ့လိုဖြစ်ခင်ကျမတို့ဘလို့လောက်ကြမလဲ။ကျမတို့မှာကလေးနှစ်ယောက်ပဲရှိရာကျမကြောက်တယ်။ဟာမဟုတ်ဘူးမဟုတ်ဘူးဂျီနု။ ငါမင်းကိုမစိုးရိမ်နေတော့လို့ပြောနေရမလားဘာမှမဖြစ်ဘူးကလေးတွေကိုလိုက်လိုက်ပြီးမတားပါနဲ့ကလေးတွေလည်းသူ့ဘာသာသူကစားပါစီကန်တူးလည်းအဲ့လိုရှင်းပြနေရောជីနူးလည်းပါဇက်ပိတ်လိုက်ရပါဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အရန်စိုးရိမ်နေပါသူမတနေ့ကောင်ကလေးတွေတစ်ပင်ပေါ်မှာကစားနေအောင်ကြည့်နေပါမွန်တူးသူမရဲ့ကလေးတွေကိုအနည်းငယ်ပေးမအောင်အရန်စိုးရိမ်နေပါတနေ့မဟုတ်တနေ့တော့ကျမတို့ရဲ့ကြောက်စိတ်တွေတကယ်ဖြစ်လာတတ်ပါជីနူးကလည်းအဲ့လိုမျိုးပဲကြုံတွေ့ခဲ့ရပါ ဂျီနူရဲ့ကြောက်စိတ်ကတနေ့တော့တကယ်ဖြစ်လာခဲ့ပါတယ်။ဂျီနူမိဖို့ကြောင့်လည်းမအလောင်းလုံးနေတဲ့အချိန်ရုတ်တရက်အော်တန်ကြားလိုက်ရပါတယ်။အဲဒီအော်တန်ကရာဂျူရဲ့အော်တန်ပဲဖြစ်ပါတယ်။မမေအာမမေကဲပါအောင်ကျေးဇူးပြုပြီးကဲပါအောင်မမေအေးပါအမိကလေးလေးအမလီဖျားသခင်ရဲ့ဂျီနူလည်းကြောက်ကြောက်လန့်လန့်နဲ့အခန်းထဲကိုပြေးသွားတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အံ့ဩနေခဲ့ပါတယ်။သူမနေ့တိုင်းကြောက်နေရတဲ့သူကသူမဂျေဇုတရားမဲ့သူဖြစ်နေပါတယ်။ မွန်တူကပဲရာဂျူရဲ့အသက်ကိုကယ်တင်ပေးခဲ့တာပါကြောက်စရာကောင်းတဲ့အစိတ်ပြေမွေးစိုးကြီးကရာဂျူကိုရန်ပြူတော့မလို့ပဲမွန်တူလည်းချက်ချင်းအခန်းထဲလာပြီးမွေကိုတက်ပြစ်လိုက်ပါအဲ့လိုနေနဲ့ရာဂျူလည်းဘေးကင်းသွားပါဒါပေမဲ့အဲ့ဒီမွန်တူကပဲရာဂျူရဲ့အသက်ကိုကယ်တင်ပေးခဲ့တာဖြစ်ပါ යි ။ကျေးဇူးအများကြီးတင်ပါတယ်အကိုမွန်တူရဲ့။ကျမအကိုအမြဲအထင်လွဲခဲ့တယ်။ဒါပေမဲ့ဒီနေ့ရောအကိုကကျမကလေးရဲ့အသက်ကိုကယ်ပေးခဲ့ပြီ။အကိုကအယမ်းစိတ်သဘောထားပြေဝရည်သူဆိုတာတက်တည်ပြခဲ့ပါတယ်။ အကိုဘုရားသခင်ဆောက်ရှောက်ပါစေတကယ်ပဲအကိုကစိတ်ထားအရန်ကောင်းပါတယ်ဘာမှမဖြစ်ပါဘူးညီမဂျင်နူရဲ့ဒါကျွန်တော်ရဲ့တာဝန်ပါဒီကလေးကအမရဲ့ကလေးအပြင် ကျွန်တော်ရဲ့တငယ်ချင်းလည်းဟုတ်တယ်လေကျွန်တော်တငယ်ချင်းဒုက္ခရောက်နေအောင်ကျွန်တော်မကြည့်ရပါဘူးအဲ့လိုနီးနေဂျင်နူလည်းမွန်တူးနဲ့ပတ်သက်ပြီးတန်တရားရိကင်းဝေးသွားပါအခုဆိုရင်ဂျီနူလည်းမွန်တူးကို သူမရဲ့မိသားစုဝင်တယောက်လိုသဘောထားလာပါတယ်။သူတို့ဘာပဲဆက်စားမွန်တူးကိုပါခေါ်ကြွေးပါတယ်။ မွန်တူကလည်းသူတို့အတွက်အကောင်းဆုံးတငယ်ချင်းဖြစ်လာပါတယ်။မိဆွေတို့ခဏခဏကျမတို့အထင်လွဲနေရတော့လေကျမတို့အားကိုရလောက်တဲ့သူတယောက်ဖြစ်နေနိုင်ပါတယ်။ကောင်းမှုဆိုတာကလည်းတနေ့မဟုတ်တနေ့ရောပေါ်လာစမြဲပါပဲဆိုတော့အတိကိုဒီပုံမြင်လေးကပေးပါရဲ့နော်။ကဲအခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။